သူစ조사ပေးတလောင်းမောင်းမြင်နိုင်ဖြစ်နေတဲ့အန်အစာကိုစွန့်ခွာဖို့စဉ်းစားလာတဲ့စေကြီးရုံးနဲ့တို့ပရိသတ်များလုံးမဲ့မိင်္ဂလာများရွှေအိုင်မက်ကွန်ရှင်ကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုးလိုက်ပါရင်စေကြီးခရစ်စတီယာနိုရယ်တို့ကတော့အန်အစာအသင်းကိုစွန့်ခွာဖို့ရာစတင်စဉ်းစားလာခဲ့ပြီဖြစ်ပါရင်အန်အစာအသင်းအားတရားသင်မှာလည်းဖလားလက်မဲ့ဖြစ်ဝေရာရှိနေပြီး sorry pro league အမှတ်ပေးစရာမှာအဆင့်လေးနေရာကိုရောက်ရှိလို့နေတာဖြစ်ပါရင်လက်ရှိမှာအသက်၄၀ရွယ်ရှိပြီဖြစ်တဲ့ရိုနယ်ဒိုဟာအန်အစာအသင်းစီ2022အကုန်ပိုင်းမှာရောက်ရှိလာခဲ့တာပါ သူဟာလက်ရှိအချိန်အထိ NSA အသင်းအတွက်103ဘွယ်ကစားထားပြီးဖြစ်ပြီး62ဂိုးအတွင်းကစကောကိုဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။တရားစီမှာလည်း NSA အတွက်ရော်နယ်ဒိုဟာပြိုင်ပွဲဆုံး33ဂိုးအတွင်းကိုပေးထားပြီးထူးခြားခြေစွမ်းပြသနေလိုက်တာပါ။ဒါပေမဲ့ NSA အသင်းဟာရော်နယ်ဒိုကြိုးစားပေးတဲ့လောက်ဖြစ်မထွန်းမလာပဲ Sorry Pro League မှာလည်း AET ရဲ့အဟိလဲအဲလီလိုရဲ့နောက်အစဉ်လေးနေရာရောက်ရှိနေတာဖြစ်ပါတယ်။ဒီလိုမျိုးအသင်းရဲ့အနေအထားကြောင့်ရော်နယ်ဒိုကလည်းလာမယ့်အသွေးအနာဂတ်ကိုအလေးနက်ထားစဉ်းစားလာတာပဲဖြစ်ပါတယ်။ ရဒိုအာလာမဲနှင့်လအတွင်အနစာအသင်းနှင့်စာချုပ်တရံကုံဆုံးမဲ့သူဖြစ်ပြီးခုချိန်ထိစာချုပ်တည်ချုပ်ဆိုပေါ်ရာသဘောတူညီမှုများရှိသေးဘူးဖြစ်ပါတယ်။ဒါကြောင့်ရဒိုအနေနဲ့ကျိုင်းတဲ့တဲ့ရာအသင်းစီကိုပြောင်းခွင့်ရှိနေတာပေါ့။စပိန်ဘက်ရောသတင်းစာမှာကာယဖော်ပြချက်အရရဒိုအာအနစာအသင်းနဲ့အသက်24ဆနှစ်ရောက်တဲ့အထိနှစ်နှစ်စာချုပ်တရံတိုးဖို့ဆုံးဖြတ်ထားခဲ့သူပေါ့။ဒါပေမဲ့အခုဆိုရင်တော့အနစာအသင်းရဲ့ရုံးကန်နေရမှုတွေချန်ပီယံလိ sorry လီတို့မှာမအောင်မြင်မှုတွေကြောင့်အနာဂတ်ကိုပြောင်းလဲစဉ်းစားလာခဲ့တာဖြစ်ပါတယ်။ရဒိုအာလာလီကအသင်းသင်းကိုဝယ်ယူမယ်ဆိုပြီးတော့သတင်းထွက်နေသူပေါ့။ ။နာမည်ကျော်ကစားမတော်များများဟာကစားမဘွားကအနားယူပြီးတဲ့အခါကျရင်နိဗျလောက်ကရဲကိုဝင်ရောက်ပြီးသူတို့အောင်မြင်မှုတွေကိုဆက်လက်ချဲ့ထွင်တက်ကြပါရင်ရန်တို့ကလည်းပြိတ္တအများစုကနေပြအဖြစ်မြင်တွေ့လို့ချင်းနေခဲ့ကြတာပါဒါပေမဲ့ရန်တို့ကသူ့အနေနဲ့ကစားမဘွားကနေအားယူပြီးနေပြလောက်ကတွေကိုဝင်ဖို့စိတ်ကူးမရှိကြောင်းဒါပေမဲ့ဥရောပထေသိကလပ်အသင်းသင်းကိုဝယ်ပြီးအသင်းပိုင်ရှင်ပင်အောင်မြင်မှုတွေအားယူလို့ချင်းစိတ်တော့ရှိကြောင်းပြောထားခဲ့တာပါအခုဆိုရင်တော့မေရာသတင်းတိုင်းဖော်ပြချက်အရရန်တို့ကကမ္ဘာဘောလုံးလောကပြိတ္တတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့နာမည်ကျော်ဘောလုံးကလပ်အသင်းသင်းကိုဝယ်ယူသွားဖို့ရာနေဆက်နေပြီးဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးဖြစ်ပါရင် အသက်40ရွယ်ရိုနယ်ဒိုဟာအန်ဆာသင်းအတွက်ကစားပေးနေပြီး sorry pro league ရဲ့ပုံရိပ်ကိုမြင့်တင်ပေးနေသူဖြစ်ပါတယ်။ဘော်လိုနီယားကဆူရှင်ရိုနယ်ဒိုအနေနဲ့တွင်းကိုပေါင်းတစ်ထောင်ပြည့်စံချိန်ရှိရစီအရောက်သွားလျက်ရှိနေပါတယ်။ဒီမတန်းပြင်းမြောက်သွားခဲ့ရင်အနားယူသွားနိုင်ပါတယ်။အနားယူပြီးချိန်မှာရိုနယ်ဒိုကိုဘောလုံးကလပ်အသင်းပိုင်ရှင်ဖြစ်မြင်ရနိုင်ခြေကများနေတာဖြစ်ပါတယ်။မေရာသတင်းထဏာရဲ့ဖော်ပြချက်အရရိုနယ်ဒိုဟာကိုပိုင်ဟိုတယ်များစွာရှိသလိုအဝယ်အစားလူနေမှုအသုံးဆောင်ပစ္စည်းတွေကိုလည်းကိုပိုင်အမှတ်တရစိတ်နဲ့ထုတ်လုပ်ပြီးသားလူဖြစ်ပါတယ်။အင်ချမ်ပီလုပ်ငန်းမှာလည်းရိုနယ်ဒိုဟာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားပါသေးတယ်။ဒါ့အပြင်မီဒီယာနဲ့နေပညာကံပဏီတွေမှာလည်းရှယ်ယာပါထားပါသေးတယ်။ ရနယ်ဒိုအမှန်တဆိတ်ဂျင်ကန်အနေနဲ့ရှိသလိုစားတော့ဆိုင်နေလည်းရှိပါတယ်။စီဝါရေးတောင်းချမ်းလွန်သူရနယ်ဒိုရဲ့နောက်ထပ်ရည်မှန်းချက်ကဘောလုံးတင်းဝယ်ဖို့ပဲဖြစ်ပါတယ်။စပိန်သတင်းစာမန်တို့ဒီဘွေဒီဘွေဖော်ပြချက်အရရနယ်ဒိုဟာလာလီဂါကလပ်ဗလန်စီယာအသင်းကိုဝယ်ယူဖို့ရစိတ်ဝင်စားလည်းရှိနေပါတယ်။လက်ရှိမှာဗလန်စီယာအသင်းဟာဗန်နိုင်းပိုင်းဆိုင်ရာမှာယုံကန်နေရပြီးအသင်းပိုင်ရှင်ပီတာလင်းအပေါ်မှာဝေဖန်မှုတွေများနေတာပါ။ဒီအရတီကလည်းတမစင်းရအောင်ရုံးကန်နေရပြီးအဖက်ဖက်ကနေတိုက်ပတ်နေတာဖြစ်ပါရင်ဒါပေဗလန်စီယာအသင်းအောင်အင်ကွင်းသင်းစီမံကိန်းကိုစတင်ထားတာနှစ်ပေါင်းများစွာကြာပြီဖြစ်ပေမဲ့အခုချိန်ထိအဆုံးအသက်သေးနိုင်တဲ့အသင်းဖြစ်ပါရင် ဗလန်စီယာအသင်းပိုင်ရှင်စေမွန်နိုင်ငံသားပီတာလင်းကတော့အသင်းကိုရောင်းချဖို့ရာစေကူးမရှိဘူးဖြစ်ပါရင်ဒါပေမဲ့ရိုနယ်ဒိုသား sorry အာရီမြအစိုးရကြောထောင်းနောက်ကံပြူပြီးများပြားတဲ့ဝင်ဝင်နဲ့ကမ်းလှမ်းလာခဲ့ရင်တော့လက်တင်ခံသွားမှာဖြစ်ပါရင်ရိုနယ်ဒိုကလာလီဂါမှာကိုနေကြကစားခဲ့ဖို့သူဖြစ်ပြီးစပိန်ဘောလုံးလောကမှာအတွေ့အကြုံများစွာရှိသူလည်းဖြစ်ပါရင်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှာလည်းအာခန်းစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ